ကျွတ်နေဆိုတဲ့ character ကိုမင်းမင်းဘုံကပြီးရက်ဥပမာပြီးပါလေဒီတဲမှာဘလောက်ထိအောင်ကျွတ်နေမှုရမလဲဆိုတော့ကျွတ်နေပြီးပါလေမိကလေးငယ်ချောချောလေးတွေဆိုရင်ကြိုက်တယ်ကိုကအဲဥစ္စာဒဏ္ဍအနေနည်းနည်းလေးကျွယ်ဝတဲ့ခါကျတော့ဒီအားနဲ့ပတ်သက်ပြီးတိတ်တွင်းတယ်အဲ့ဒါကျွတ်နေတာအရှင်ပြန်ရလားတော့ဒီတော့ဘုတ်ကလေးရဲ့ တော့ပပွားငန်းချက်ပြီးများအားကိုးနေရတာဖြစ်အဲဦးအောင်ခိုင်တရုတ်ဆောင်ကကြွက်နီဆိုတဲ့လူဟာအောက်ခိုင်မဟုတ်ဘူးကိုမဟုတ်တဲ့လူတယောက်ရဲ့အကြောင်းကိုမဟုတ်တဲ့လူတယောက်ရဲ့စိတ်အဲ့တော့ကြွက်နီရဲ့စိတ်ကပါလေအပြင်မှာရှိတဲ့အောက်ခိုင်ရဲ့စိတ်ကပါလေไอ้ไส้นี่คู่ก้วยเบียชานาအောင်ควဲจาနိုင်มาတေယုဆောင်ကောင်းတယောက်ဖြစ်มา တော့ခိုင်းနေရှေ့မှာနမူနာတွေအများကြီးရှိတယ်။အဒီဝအဖိုးဦးကြောက်လုံးဆိုရအကယ်ဒမီ၃စုရတယ်။ရုပ်ဆောင်တာပြည်ပြင်းတော့အားကြီးတော့မန္တလေးမှာအဖိုးစည်းတဲ့တွားရင်ခင်းညင်းကြီးနဲ့ပေါက်တာလို့ကျုပ်ဖုန်နဲ့ပေါက်တာလို့ဒါမျိုးတွေဖြစ်ခဲ့တယ်။ဒါဦးဆောင်ငယ်တို့ဖြစ်မှာမဆန်းတော့ဘူး။ aggressively from Golden Valley. အဲ့ဒါတော့ဘယ်လိုပြောမလဲဆိုတော့ယမက်ဆိုတဲ့ဇက်ကားကသူ့ရဲ့အဲတိုက်တန်နဲ့တွန်းညီတာပေါ့နော်လူတွေမှာလောဘဒေါသမောဟတွေနဲ့မကင်းကြဘူးဒါတွေကိုအချင်းချုပ်ပြောလိုက်တဲ့အခါကျတော့ဒါယမက်ထတယ်ခေါ်ကြတာပေါ့အဲ့တော့ဥစ္စာကြောင့်ယမက်ထတယ်အခြေအကြောင်းယမက်ထတယ်အိမ်တော်ကြောင့်ယမက်ထတယ် အားလုံးပေါင်းကိုစုပြီးတော့ဒါရမဲဆိုတဲ့ကောင်းကြီးကိုတက်လိုက်တဲ့အတွက်ဘာပြောပြောလူနဲ့လူပတ်ဝန်းကျင်မှာမကင်းနိုင်တဲ့အကြောင်းတရားတွေကိုဒီကားထဲမှာပြီးပြင်းပြင်းလေးအဲဒါ ider လုတ်တဲ့လူကလည်းတေချာရိုက်တယ်ဇိုင်လန်ဇန်ညွန်ကြီးတဲ့လူကလည်းတေချာရေးပြီးတယ်ပါဝင်တဲ့တယုတ်ဆောင်တွေကလည်းအာတခန့်ပါပါနှခန့်ပါပါသူ့နေရာနဲ့သူပြည်ပြင်းအောင်တယုတ်ဆောင်ကြတဲ့အတွက်အာပိတ်တိုက်ရင်ထဲကိုရောက်သွားတဲ့ဇလန်တွဲတစ်ခု ဖြစ်သွားတာပေါ့အဲ့ဒါကတော့ဘယ်လိုပြောမလဲဆိုတော့လူတွေကတော့ပြောတယ်အာဒီတဲ့ရရောက်မှာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဒါအူရောခိုင်တို့ကတရုတ်ဆောင်လေတရုတ်ဆောင်ဆိုတာဒါအဲဥရောခိုင်ကဦးကျော်ရင်စီမှာလေပညာတင်ခဲ့တယ်စနေနေပါလာပြန်တင်လာရဲ့နောက်ဥကြိုရင်နဲ့ပတ်သက်ပြီးတော့ဘဘဥဒုခစီကိုရောက်သွားတဲ့အချိန်မှာလေဘဘဥဒုခပြောခဲ့တဲ့စကားတခွန်းကဥရောမင်းတို့အတွက်တကယ်ကို ။ဘာနဲ့မှလဲလို့မရတဲ့စကားတခုဒီနေ့တဲ့ထီအောင်အုံတော်နေမှာရှိတယ်။တရုတ်ဆောင်ဆိုတာကိုမဟုတ်တဲ့လူတယောက်ရဲ့အကြောင်းကိုမဟုတ်တဲ့လူတယောက်ရဲ့အကြောင်းဆိုတာအခုယမက်ဇက်ကားထဲမှာအဲဥရောပတရုတ်ဆောင်ကတည်းကြွက်နီဆိုတဲ့လူဟာအောက်ခိုင်မဟုတ်ဘူး။ကိုမဟုတ်တဲ့လူတယောက်ရဲ့အကြောင်းကိုမဟုတ်တဲ့လူတယောက်ရဲ့စိတ်အဲ့တော့ကြွက်နီရဲ့စိတ်ကပါလေ အပြင်မှာရှိတဲ့အောင်ခံရဲ့စိတ်ကပါအဲစိတ်နှစ်ခုကို क्वे ပြားခြားနာအောင် क्वे ခြားနိုင်မှတရုပ်ဆောင်ကောင်းတယောက်ဖြစ်မှာဆိုတော့တရုပ်ဆောင်ဆိုတာကိုမဟုတ်တဲ့လူတယောက်ရဲ့အကြောင်းကိုမဟုတ်တဲ့လူတယောက်ရဲ့စိတ်ပြောရရင်တော့ဇလန်းပြီးတဲ့ဇက်ကောင်ပေါ့ဇမဲဇက်ကားထဲမှာဥအောင်ခံကိုပေးထားတဲ့ဇလန်းပြီးတဲ့ဇက်ကောင်ကြီးကြွက်ညီ ဇရိုက်ဒီကျွဲ့နေဒီပါလေအဲမိကလေးငယ်ချောချောလေးတွေဆိုရင်ကြိုက်တယ်အာကိုကအဲဥစ္စာဒနာအနေနည်းနည်းလေးကျွဲသွားတဲ့အခါကျတော့ဒီအားနဲ့ပတ်သက်ပြီးတိတ်သွင်းတယ်အဲ့ဒါကျွဲ့နေအရှင်ပြန်ရလာတော့ဒီတော့ဘုတ်ကလေးရေအာကျွန်တော်ပကူရောင်းချက်ပြရအောင်နေရတာဖြစ်စက်ကောင်စရိုက်ဆိုတာကို တချို့တချို့တော့ဒါအားလုံးကိုမဆိုလိုပါဘူးတချို့တချို့ကဇက်ကောင်စရိုက်ဆိုတော့တွဲတွဲယူခေါ်ကြတာပေါ့မှန်ပါတယ်စာရတော့ဇက်ကောင်စရိုက်ဆိုတော့ဒါရေးလိုက်တာပဲဒါပေမဲ့ဇက်ကောင်ဒီဇလန်းပေးတဲ့ဇက်ရုပ်ဥမာပြောရရင်ဥောက်ခိုင်ကိုပေးတဲ့ဇက်ရုပ်ဒီကျွတ်နေဇရိုက်ဒီဥောက်ခိုင်စိတ်နဲ့အဲ့ဒီကျွတ်နေကိုသွားလို့လို့မရကျွတ်နေရဲ့စိတ်ကဘာလဲဆိုတာကိုမွေးယူမှသာလေ ဇက်ကောင်နဲ့ဇယိုက်ကိုပြည်ပြင်းအောင်တရုတ်ဆောင်နိုင်တဲ့တရုတ်ဆောင်ကောင်းတယောက်ဖြစ်ပါဘောဟုတ်သူကပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်လူလူပြောတတ်အောင်မေ့ချင်ရပါဆိုတော့ဥကြရင်နဲ့ကြာပြီးတော့ကြောတဲ့အချိန်မှာဘောဟုတ်သူကအဲ့စကားတစ်ခွန်းကိုလက်ဆောင်ပေးတယ်လူလူပြောတတ်အောင်လေ့ကျင့်ပါဆိုတော့ဥကြရင်ကဟာတဲ့ဘာလဲကျွန်တော်တို့ကလူလူပဲတဲ့မဟုတ်ဘူးတဲ့ တရုတ်ဆောင်ဆိုတာဇလန်းရခံလို့တွေပြောတဲ့အခါစာကြက်ပြီးမပြောပါနဲ့စာလို့မပြောနဲ့လူလို့ပြောပါလို့ပြောတယ်ဒါကိုပြောတာအဲ့တော့ဒီဘက်ခေတ်မှာကတော့ script တွေကြိုပေးထားတယ်ကြိုပေးထားတဲ့အတွက်ဒါကဒီဘက်ခေတ်ရဲ့တိုးတက်လာတဲ့အကြောင်းတရားတွေကာရီယူလာတွေညင်းလို့လည်းမရဒါပေမဲ့ဒီဘက်ခေတ်ကလေးတော်တော်များများအဲ့ဒီစာတွေကိုကြက်အဲ့တော့တချို့ကလေးတွေက ဘဝဒုက္ခပြောခဲ့တယ်လို့ပဲစာပြောပြောကြတယ်။ဒါကြောင့်မလို့ဥပမာတို့ကိုဘဝဒုက္ခပြောခဲ့တဲ့အကြောင်းတရားတွေကလူလူပြတ်တတ်အောင်လေ့ကျင့်မှာဆိုတာကိုရှင်းပြခဲ့တယ်။အဲ့တော့စကလုံးတစ်ခုကိုဘယ်လိုပြောရမလဲဆိုတာကိုပြန်ပြပေးတယ်။အဲ့တော့ပြန်ပြီးတော့ချုပ်ရရင်တော့ဒီရမတ်ဇက်ကားထဲမှာကျွတ်နေဆိုတဲ့ character ကိုမင်းမင်းဘုံကပြီးရဥပမာပြပါတယ်ဒီထဲမှာ ဘလောက်ထိအောင်ကြွနေမွေမလဲဆိုတာရောက်ရဲ့တော့ကြောက်တယ်ဟွန်တပြေကြောက်တယ်ကလေးကိုမထိနဲ့တော့ကလေးကိုမထိနဲ့ဟေးဘာလဲရောမင်းတို့မင်းကြီးတော့ခေါ်ပြီးတော့လှစ်လိုက်တော့သွားတော့ဒါပေမဲ့တရုတ်ဆောင်ကြီးတရုတ်ဆောင်ဆိုတာဇလန်းကပေးလာတဲ့ဇက်ရုပ်ကိုပဲပြည်ပြောင်းတရုတ်ဆောင်တချို့လဲအမုတ်တရားတွေနဲ့အာဒီ line တွေပေါ်မှာရေးကြတယ် ။တချို့လည်းနားလည်မှုနဲ့ရေးကြတယ်။တချို့လည်းချစ်ချင်းမေတ္တာနဲ့ရေးကြတယ်။ဒိစမရှိပါဘူး။အာအမုတ်တရားတွေနဲ့ရေးကြလဲဥပမာရေတူးဆောင်ဖြစ်တဲ့အတွက်ဩငါတူးဆောင်တဲ့ပြည်ပြည်လို့ငုံကြတာပဲလေ။ဖြေလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့တော့ခင်ရှင်မှာနမူနာတွေအများကြီးရှိတယ်။အဲဒါပါလဲဆိုတော့အန်ဒီဝအဖိုးဦးကြောက်လုံးဆိုရင်အကယ်ဒမီ၃စုရတယ် ရုပ်ဆောင်တာပြည်ပြင်းလုံးအားကြီးတော့မန္တလေးမှာအဖို့စည်းတဲ့သွားရင်ခင်းညင်းကြီးနဲ့ပောက်တာလို့ကျဲဥဖုံနဲ့ပောက်တာလို့ဒါမျိုးတွေဖြစ်ခဲ့တာဥရောငင်းတို့ဖြစ်မှာမစမ်းတော့ဘူးအဲ့တော့ချစ်ချင်းမုန်းချင်းဒီပြုတ်ဆောင်ပြန်နဲ့မဆိုင်ဘူးချစ်ချင်းမုန်းချင်းဒီပြုတ်ဆောင်ပြန်နဲ့မဆိုင်ဘူးဒါဥရောငင်းရဲ့ခံယူချက်ဘာလို့ဆိုပြုတ်ဆောင်ပြန်နဲ့ဆိုင်တာဒီကို့ပေးလာတဲ့ဇယိုက်ဇက်ကောင်ဇယက်ကို အာဘိုလိုပြောရင်ကရိုက်တာပေါ့နော်အဲ့တော့ဇက်ကောင်ဇက်ကိုပြီးပြင်းအောင်တရုပ်ဆောင်နိုင်ဖို့ပဲအရေးကြီးတယ်ဒါတရုပ်ဆောင်ရဲ့စိုက်တာဟောဒီအိမ်ကြီးမှာတပြေတို့စိတ်ကြိုက်နေဗျာအရင်ပြောဝိုင်းအားသာဦးအရင်ချက်နေရတာဦးရှင်လို့ရှင်လေတပြေတို့ခွာရအရရဖိဖိဆောက်ဝင်ဟုတ်လို့လားဟုတ်တာပေါ့လို့อืม